လွန်တော်နားဆင်သူများမင်္ဂလာပါရှင်။ဒီနေ့မှာတော့ပရိသတ်များအားလုံးတက်ကိုပေါပေါပပါလီနဲ့ချစ်စရာကောင်းတဲ့ဇလန်းပုံစံလေးကိုရွေးပေးထားပါတယ်။ဒီကနေ့မှာတော့ပရိသတ်များအားလုံးတက်ကိုဇလန်းလေးရဲ့အစအဆုံးကိုတင်ဆက်ပေးသွားမှာဖြစ်လို့ပရိသတ်ကြီးကရေခုံစွာနဲ့လိုက်ပါစီမျောခန်းစားပေးဖို့မမေ့ကြပါနဲ့နော်။တလက်စာရီမှာဆုံးမရရဲ့ channel ကို subscribe မလုပ်ရသေးဘူးဆိုလို့ရှင်တော့ပရိသတ်ကြီးက subscribe လုပ်သွားဖို့လေမမေ့ကြပါနဲ့နော်။ Okay ဇလန်းလေးကိုအခုပဲစတင်လိုက်ပါတော့မယ်။ ဇပွဲဝိုင်းတစ်ခုကိုခွန်ဆက်တော့ကော်ဖီနဲ့ခွက်နဲ့ကိတ်မုတ်ချပေးနေတဲ့သူ့ရဲ့ဆန်ရှိကိုအကြည့်ရောက်သွားပါတယ်။မင်းမငယ်လေးတဝကစပင်လေးကိုစုထုံးထားပြီးကြောပိုးလွေတရားတစ်ခုကိုနှိုက်နေပါတယ်။ဒါမဲ့မတွေ့သေးတဲ့ပုံပေါ်ပါတယ်။အဲ့ဒီပစ္စည်းတစ်ခုကိုရှာနေနဲ့လွေတဲကိုငုံကြည့်တဲ့ခိုက်မှာတော့ဆန်ရှိကမှန်တကားနဲ့နှစ်ဖို့ကတိုက်မိသွားပါတယ်။အာသူမနှစ်ဖို့လက်နဲ့ဆန်းကျင်နဲ့မှန်ဟိုစိတ်တူသွားလို့နှစ်ဖို့ကြောလေးရလည်းရှုံသွားပါတယ်။ ကွန်ဆက်တော်ကတကားဖွင့်ပေးကားမှတူမမျက်နှာဆက်ဖြည့်ဖြည့်လေးဖြစ်သွားပါတယ်။ဟီးကျေးဇူးပဲနော်။တူမကကျေးဇူးစကားဆိုရင်လည်းကြောဖို့လွယ်တရားပစ္စည်းကိုရှာကြံနေပါသေးရဲ့။အဲ့နောက်မှာတော့လက်တရဖုန်းကောင်းတာပေါ်တင်ပြီးလွယ်ထရားပစ္စည်းတချို့လည်းတခုချင်းစီကိုကောင်းတာပေါ်တင်ထားပါသေးရဲ့။ခွန်ဆက်တော်တူမကိုကျင်းနေစိတ်မသက်မသာဖြစ်နေရပါတယ်။ထို့ချိန်မှာတော့တူမဖုန်းလေးကအတန်မြေလာခဲ့ပါတယ်။အရေးထဲမှာကွာဖုန်းကလည်းလာနေရသေးတယ်။ သူမကညင်းညူနေချိန်မှာတော့ခေါင်းဆက်တော်ကဖုန်းကိုလှမ်းကြည့်လိုက်ပါဖုန်းကွန်တက်မှတ်ထားတာအဆုတ်ပလုတ်မာတဲ့သူရည်ကျင်တဲ့စိတ်တောင်မှဖြစ်သွားပါဟယ်လိုဘာလဲသူမဖုန်းပြန်ပြည့်တဲ့အတန်းအလွန်ကျင်းနေပြီလူတချို့ရဲ့အကြီးဟာသူမစီကိုကြောက်ရောက်နေပါဒါမဲ့သူမကတော့မလျှော့တဲ့အတန်းနေထားနဲ့အပြောမပြောနေပါဘာ black coffee ဟုတ်လားအေးအေးဝယ်ခဲ့မယ်သူမဖုန်းချလိုက်ပြီးတော့လွယ်ထရာပစ္စည်းလေးရှာတွေ့သွားပါတယ် အဲ့ဒီရာတော့ပက်ဆန်ရဲ့အသေးလေးပါ အကိုဟိုအမေရိကန်နိုကော်ဖီနှစ်ခွက်ပေးပါဗျာစောစောကညီမပြောနေတာဘလက်ကော်ဖီလို့ကြားလိုက်တာလို့အာ ဟုတ်သားပဲမှားတော့မလို့ဟီဟီဟုတ်တယ်ဘလက်ကော်ဖီနှစ်ခွက်သူမကသွားလေးပြေးပြနေတာအပြည့်ကင်းစင်နဲ့ကလေးလေးလိုပါအပူပင်မရှိပုံမှန်လေးလေးပြောနေရတယ်မြင်ရတာကြည်နူးစရာပါသူမရဲ့နာမည်လေးကိုမသိစေတရားသိကျင်နေမိပါတယ်သူမရဲ့ပုံရိပ်ရောင်တွေကမျက်လုံးတွေကမထွက်ပါဘူး ညနေဆောင်တော့စိုင်းပိတ်ပြီးတော့အိမ်ပြန်ဖို့ဘတ်စကားဆောင်ရပါတယ်။ဘတ်စကားရောက်လာတာမို့ကားပေါ်မှာခြေချလိုက်တာနဲ့မနေ့ကတွေ့ခဲ့ရတဲ့ကောင်မလေးကပရင်းပေါင်နာမှာအိမ်မောကြနေပါတယ်။တူတူမရဲ့ဘေးနားမှာမတိမတာဝင်ထားလိုက်ပါတယ်။ဘတ်စကားကအနှင်းငယ်လှုပ်လိုက်တာမို့တူမရဲ့ကောင်လေးကသူ့ပကုံးပေါ်ကျလာပါတယ်။တူမရဲ့ကောင်းလေးကိုမတွန်းထုတ်ရပါဘူး။ဘလောက်တောင်မှအလုပ်တွေပင်ပန်းနေလို့များအရေးပြက်နေရလဲစဉ်းစားနေမိပါ යි ။တူမအိမ်နေပုံလေးကတမျိုးလေးဆွဲဆောင်မှုရှိပါ යි ။ခွန်ဆက်တော်ရဲ့ကားမက်တိုင်ကနောက်ဆုံးမှာ ဲ့သူမဆင်းရမယ်မှတ်တမ်းရပါဟာမဲမသိသေးပါဘူးသူမတော့တေးမှမနိုးပဲနဲ့အိတ်နေပါတယ်ညီမညီမဘယ်မှာဆင်းပါလဲသူမကောင်းလေးပြန်ထောင်လာပြီးတော့ခွန်ဆက်တော်မျက်လုံးဝဝလေးနဲ့တန်တော်ပဲကြည့်နေပါတယ်အဲ့နောက်မှာတော့ပရင်းပေါက်ကနေပြီးတော့အပြင်ဘက်ကိုကဲကြည့်လိုက်ပါတယ်ဟာသွားပြီမှတ်တိုင်ကျော်လာပြီဟုတ်ကိုလည်းမင်းအိတ်နေလို့မနိုးလိုက်တာပြီးတော့ဘယ်မှာဆင်းမယ်ဆိုတာလည်းမသိဘူးလေဟုတ်ကျေးဇူးပါအကိုရဲ့ခုဘယ်လိုလုပ်ရမလဲမသိတော့ဘူး ဒီလိုလုပ်ပါလားကိုမင်းကိုပြန်လိုက်ပို့ပေးမယ်လေနေဝင်နေပြီဆိုတော့မိန်းကလေးတယောက်တည်းပြန်ဖို့မသင့်တော့အဲ့ဟာဆိုရင်တော့အခုကျေးဇူးတင်ရတော့မယ်ဟီးသူမနဲ့တူကားပေါ်အဆင်ပြီသူမရဲ့အိမ်လန်းတိုင်ပဲရှောက်လာခဲ့ပါရဲ့သူမရဲ့မျက်နှာတစ်ခုလုံးကတော့ပန်းတို့ရောက်တန်းနေပါရဲ့ဘာကြောင့်မှမသိပါဘူးဒီလူနဲ့ကြမှာသူမစိတ်တွေကခရောက်ခရက်ဖြစ်နေတာမြမနာမည်ကဘယ်လိုခေါ်လဲအခုနာမည်ကခွန်းဆက်တော်ပါအော်မြမနာမည်ကတိက္ခတ်နေပါဩတိက္ခတ်လို့ပဲခေါ်မယ်နော် ဟုတ်ပြပါတယ်။သူမနဲ့စကားပြောရင်းနဲ့တဖြည်းဖြည်းနဲ့ပိုရင်းနေလာပါတယ်။ကိုဆက်တော်ကတင်းရင်းနေစကားဆက်ဆက်ပြောဆိုကြတော့သူမကရိုးသားတဲ့သူတရားပါ။အရှိတိုင်းအမှန်တိုင်းအဟုတ်တိုင်းကိုပြောတတ်တယ်။သူမအိမ်နာရောက်တဲ့တည်းကိုစကားမရှိစကားရှာပြီးတော့ကိုဆက်တော်ပြောလာပါတယ်။အခုအိမ်ထီးကိုလိုင်းမပို့နဲ့တော့နော်။ဒီလောက်ဆိုရပါပြီ။အခုကျေးဇူးတင်ပါတယ်။อืมတိခက်ကကိုကျေးဇူးတင်နေပြီပဲဆိုပြောနေအင်းရှိထီတော်မှာလိုက်မပို့ခံမဟုတ်ပါဘူးဟမ် ဟာကဲပါကိုကစတာပါမင်းတော့လေသူမကောင်းလေးညိပြီးတော့အိမ်ထဲဝင်သွားခဲ့ပေမဲ့ခြေလန်းနေရနောက်ပြန်ဆုတ်လိုက်ပြီးခွန်ဆက်တော်ပြန်သွားပြီလားဆိုပြီးပြန်ကြည့်ပါရဲ့ဒါပေမဲ့ခွန်ဆက်တော်ကမပြန်သေးဘဲနဲ့သူမကိုကြည့်နေပါရဲ့တစ်ခတ်ညွှတ်သွားပြီးနှကန်းလေးပေါ်လဝါလေးအုပ်ကအိမ်ထဲကိုအတင်းပြေးဝင်သွားပါရဲ့အဲ့ဒီအမိုရာလေးကတော့ခွန်ဆက်တော်ပြုံးစေခဲ့ပါရဲ့တမီးရေမထသေးဘူးလားဟဲ့တစ်ခတ်ညွှတ်မမေခေါ်နေရဘာလို့ပြန်မထူးရလဲထတော့စုံနေ ထုံးစံအတိုင်းပဲအလုံနာရဲဆိုရင်မမေရဲ့နှိုးဆက်တန်းအမြဲတမ်းလိုလိုကြားနေရတယ်။တစ်ခတ်တွေလည်းအိယာတွေကလှုပ်လှိမ့်ထိုင်နေ။မျက်လုံးမဖွင့်နိုင်မဲနဲ့ရေချိုခန်းထဲကိုဝင်သွားပါတယ်။မျက်နှာကိုဆေးကြောတန့်စင်ပြီးတကိုရီတန့်ရှင်လို့ပြီးကမှလန်းဆန်းသွားပါတယ်။သမီးဈေးသွားဝယ်ပါဦး။မမေကမအားလို့အဲ့ဒီစာရွက်တဲမှာအကုန်ရေးထားတယ်။မနေ့ကလည်းအပြင်မှာစားလိုက်နော်။ဟာမမေကလည်းနားရလေလို့အေးစေးမနားရဘူး။ဟွန်းမမေပေးတဲ့ပက်စံတဲ့စာရွက်ကိုယူရင်းနဲ့ သူမပြင်းရည်ပြင်းတွေစူပါမားကတ်ဘတ်ကိုလမ်းလာခဲ့ပါရဲ့ပါဇက်တဲရောက်တဲ့ရာပြောရင်းနဲ့ညှဉ်းညွနေပါရဲ့နှစ်ချက်ကိုနားနှစ်ဖက်မှာတက်ပြီးဖုန်းကိုအင်ဂျင်အိတ်ထဲမှာထည့်ကတချင်းမြမြလေးနဲ့လှုပ်ရွှနေပါရဲ့ကုံစုံဆိုင်ထဲဝင်သွားပြီးဈေးဆွဲခြင်းကိုဘေးမှချဝယ်ရမြစ်ပစ္စည်းတွေကိုကျင်းနဲ့မုတ်ထုတ်တွေစီကိုမျက်စိအားရောက်သွားပါရဲ့သူမမုံနေရွေးနဲ့အိုဘာတင်းပို့ယူတဲ့ခိုက်မှာတော့တစုံတစ်ယောက်ကလည်းအဲ့ဒီပို့လှမ်းယူနေနှစ်ယောက်သားတိုက်ဆိုင်သွားပါရဲ့ဟာဒါကကျမရင်ယူတာနော် တူမပြောရင်လည်းမောကြည့်လိုက်တော့ခွန်ဆက်တော်ဖြစ်နေရမို့အံဩသွားပါရဲ့တူမရဲ့လက်ပေါ်ကထိကင်မိထားတဲ့လက်ကိုမဖြုတ်သေးဘဲနဲ့တူမရဲ့မျက်နှာလေးကိုအနိကက်ကြည့်နေမိပါရဲ့ပလဲလုံးလေးလိုမျက်လုံးလေးနဲ့နှင်းစီဖိုးရောင်နှကန်းလေးကအသက်ဝင်နေတဲ့အယုံမလေးလိုပဲပြောရစရာမရှိအောင်လှကျင်တိုင်းလှနေပါရဲ့တူမရဲ့လှကကြကြကြည့်လေစကြည့်လေအကြည့်မခါရွက်နာလှလုံးပါရဲ့တူမလက်ကလေးကိုပြန်ရုပ်ပြီးတော့ရှက်တလူလိုကောင်းလေးငုံထားမိပါရဲ့မင်းယူလို့မလို့မလားယူလိုက်လေကိုတခြားကပဲဝဲလိုက်မယ် ။အိုအကိုအားနာစရာကြီးအကိုပဲယူလိုက်ပါ။အဲ့လိုလုံးနေတော့နှစ်ယောက်စလုံးကမယူရပဲနဲ့နေမယ်နော်။မင်းယူလိုက်ပါကိုကကြည့်အောင်မယ်။သူမပြုံးပြိုင်နဲ့ပိုပါတင်းဖို့ယူပြီးတော့ဈေးချနဲ့ကိုထည့်မယ်လို့ပါ။နောက်ပြန်လဲမှာဈေးချကအဝေးမှာကျက်နေခဲ့ပါရဲ့။ခိုးဆက်တော်မမြောက်သူမရှုံ့မဲ့အန်ကျင်းနဲ့ဈေးဆွဲချင်းစီကိုပြေးသွားပါရဲ့။သူမနဲ့တွေ့ခိုးဆက်တော်အမြဲတမ်းပြုံးရပါရဲ့။ဒီတစ်ခါလေးပြုံးမိပြန်ပါရဲ့။အဲ့နောက်မှာတော့သူမလည်းမမေမားတဲ့ဈေးတွေကိုအကုန်ဝယ်ပြီးတော့ ောင်းနာရှိမှပတ်စံရှင်ဖို့ဟန့်ပြုံးပါရဲ့ဟုတ်တော့မမေပြည့်တဲ့ပတ်စံဘယ်ရောက်သွားပါလဲဒုက္ခပါပဲကြံခဲ့ပြီနဲ့တူတယ်ဘာနဲ့သွားရှင်းရတော့မှလဲသူမမှာပတ်စံအိပ်ပါမလာတာမို့ဒုက္ခပတ်နေပါရဲ့ထိုချိန်မှာတော့ခွန်ဆက်တော့အနာကိုရောက်လာပါရဲ့ညီမကြီးအကုန်ပေါင်းရှင်းမယ်နော်တရားညီမလေးယူထားတဲ့ဟာတွေပါ အကုန်တက်ပေးပါကောဆက်တော့တစ်ခွက်နေဝဲထားတဲ့ဟာတွေကိုပါအကုန်ဆက်ပြီးတော့ပတ်စံရှင်းပေးပါရဲ့အခုဟိုရပါရဲ့နောက်မှပဲလာဝဲတော့မယ်စိုက်ရှင်းမနေပါနဲ့ မင်းကဒီပစ္စည်းတွေကိုယူပြီးတော့ပြန်ထားပေးမလို့လားဟမ်နောက်မှပြန်ပေးဖို့လောလောဆယ်မှာကိုချေးရဲ့လို့သဘောထားလိုက်သူမရဲ့တလဲတကျော်ဖြစ်ရတဲ့အမြဲတမ်းလိုလိုမို့ခွန်ဆက်တော်အမြဲတမ်းအမှတ်ရနေရပါသူမအခုလိုဖြစ်လာမယ်ဆိုတော့လေကြိုတင်ပြီးတော့တည်ထားခဲ့ပါတယ်တက်ကတ်တွေကမိခင်စီကအဆူမခံရဖို့ရေးခွန်ဆက်တော်စီကအကူအညီယူပြီးတော့ဈေးပဲဝယ်လိုက်ရပါတယ်ဒါပဲပိုကောင်းပါတယ်သူမလည်းစက်မငင်းတော့ပဲနဲ့လက်ခံလိုက်ပါတယ်ကဲတက်ကတ်တွေမမေကိုဟင်းလာချက်ကိုဟွန်း ဆရာပြန်ရောက်ချင်မှသူမဖုန်းလေးကြည့်အောင်ရှိသေးတယ်။မိမိရဲ့ခိုင်းတံထွက်ပေါ်လာပြန်ပါပြီ။သူမအန်းဆိုပြီးတော့ပြန်ပြောခဲ့ပြီးမြင်အာယောကဖုန်းလေးကိုရောက်နေပါပြီ။သူမနဲ့ခွန်ဆက်တော်တို့နှစ်ယောက်ဖူးစာပါမပါကိုတွက်ကြည့်နေခြင်းလည်းဖြစ်ပါတယ်။ဟဲ့တစ်ခတ်နွေငါခေါ်နေရမကြဘူးလား။ဘာလုပ်နေရလဲ။အဲ့ဒီဖုန်းကိုကြည့်လို့မဝသေးဘူးလားဟဲ့။အဲလာပြီလာပြီမမေရေး။သူမကတွက်ချက်လို့မပေးသေးခင်မှာမမေစီကိုတန်းပြရပါတယ်။အဲ့ဒီမှာစစ်သားဦးမွေလိုက်အောင် မိမိမင်းငော့ပြရဲ့ကြက်သားကိုရောင်းမနဲ့အသက်ကုန်မွေးနေတဲ့တစ်ခတ်တွေပါဟဲ့အမလီဒေါ်တစ်ခတ်တွေရေဇိုးနဲ့မွေခိုင်းတာဘက်နဲ့ရောင်းမရင်လည်းမွေနေတာလေလှုပ်လိုက်လေဘာမှမသိဘာမှမတက်တဲ့ပုံစံနဲ့တလွဲတချော်ရေးကြည့်ပဲသောသောသားငါနားအောင်မလားနဲ့ဟွန်းသူ့ပဲခေါ်ပြီးတော့ပြန်နှင်ထုံနေပြန်ပြီတစ်ခတ်နေရပွားစီပွားစီပြောရင်းနဲ့မိဖို့ကြောင့်နေရပြန်ထွက်လာခဲ့ပါရဲ့အဲ့နောက်မှာတော့ဖူးစာပါမပါပြန်တွက်နေပြန်ပါရဲ့ ကိုဗစ်ဆိုင်ရှိရမှန်ပြောတော့ရင်လည်းဖုန်းကိုစိတ်ဝင်တစားငုတ်ကြည့်လိုက်တစ်ခတ်တွေကိုခေါဆက်တော်မြင်သွားပါရဲ့တူမရှင်းမကြည့်နောက်မကြည့်လျှောက်လိုက်ရင်လည်းအရင်လိုကောင်းတဲ့မှတ်တကစောင့်မိတော့မလို့ဖြစ်သွားပေမဲ့ခေါဆက်တော်ကလက်နဲ့ကပေးထားလိုက်ပါရဲ့ဟင်တူမနောက်တစ်စေခေါဆက်တော်ရှိမှနမောနမေဖြစ်သွားမှတအားရှက်သွားပါရဲ့အထူးသဖြင့်သူ့နဲ့တွေ့ရတဲ့လွဲ့လွဲ့တွေဖြစ်နေတတ်တဲ့ပြောဘယ်ဘက်ရှင်အောင်ကခုံလုံးနေတတ်သေးတာသူ့ရဲ့အကြည့်တွေအောက်မှာအေးပြောကြလို့နေပါဖြစ်နေရတာမင်းကိုကြည့်လိုက်လေ အမြဲတမ်းနမောနမိတ်နဲ့ပြောပြီးတော့မှတကားလေးကိုဖွင့်ပေးပါရဲ့တစ်ခတ်ညရထိုင်ကုန်ပေါ်မှာထိုင်ပြီးဖုန်းဟာမျက်လုံးနဲ့မခွာပါဘူးသူမနဲ့ကွန်ဆက်တော့ဘယ်နဲ့တွက်ချက်နေခြင်းလဲဖြစ်ပါရဲ့ဟော့ကင်းညရစာတွေကိုတခုပြီးတခုလိုက်ဖက်နေခြင်းလဲဖြစ်ပါရဲ့ခေါ်ဆက်တော့ကော်ဖီတစ်ခွက်နဲ့ကိတ်မုတ်ပကံကိုသူမရှိမှချပေးလိုက်ပါရဲ့အဲ့နောက်သူပါသူမရှိမှထိုင်နေပါရဲ့တိုင်းမဲ့လေသူ့ကိုတတိမထားမိတဲ့သူကတစ်ခတ်ညမှာဖုန်းကိုကြည့်နေကော်ဖီတောက်ဖို့ခွက်ကိုလန်းလန်းစင်မှာ ကော်ဖီခွက်စာပန်အိုးကိုလက်ထဲမှာထည့်ပေးလိုက်တဲ့ခွန်ဆက်တော်ပါ။သူမလည်းအာယိုနီယာဖုန်းထဲကိုရောက်နေရမို့ပန်အိုးကိုကော်ဖီခွက်ထင်းနဲ့တပ်ဖို့နှကန်းနာကိုရောက်ကားမှာသတိထားမိသွားပါရဲ့။ခွန်ဆက်တော်ကသူမကိုကျင့်နေချုပ်တီးထားတာပဲအတန်ချွတ်အောင်ရင်းမိသွားပါရဲ့။သူမလည်းပန်အိုးကိုပြန်ချပြီးတော့ရှင်းရဲရမ်းပြီးတော့ရင်းနေပါရဲ့။ဒါနဲ့တစ်ခက်ကဖုန်းထဲမှာဘာစိတ်ဝင်စားကြရရှိလို့အဲ့လောက်ကြည့်နေရလဲ။ဟမ်။ဟုတ်ဘာမှမရှိပါဘူး။မလိန်နဲ့တော့ မင်းဆိုင်နဲ့ဝဲမလာခင်နေရဖုန်းကိုတဲကြည့်မဲကြည့်နေကြည်နေရစိတ်ဝင်စားစရာဆိုလေပြပါအောင်ဟာဟိုတကယ်ဘာမှမရှိပါဘူးကိုအကိုကလေသူမငင်းနိုင်တလို့စုံညင်းပြီးတော့ကိတ်မုံလေးကိုဇွန်လေးနဲ့စားကြည့်ပါရင်အိုးကိတ်မုံရတာအရင်ကောင်းတာပဲမင်းကြိုက်ရဲ့လားဟွန်းကြိုက်တယ်မင်းကြိုက်တယ်ဆိုရင်တော့ကိုယ်ဆောင်အမြင်လားလေအဲ့ဒါဆိုရင်ကိတ်မုံအလကားကြီးမယ်ဘလို့လဲတကယ်လားလာမှာပေါ့အကိုကအလကားကြီးမှာဆိုတော့ဘယ်လက်လွတ်ခံလို့ဖြစ်ပါမလဲ တက်ခတ်တွေကပြုံးတွတ်တွတ်ရွှတ်နှက်နာလေးပြောနေရအောင်ချင်းခွန်ဆက်တော့ပီတိဖြစ်နေပါ යි ။ဩမေးတော့မလို့ခုနကအကူဆိုင်ပေးထားတဲ့ပတ်စံလေးအဲ့ဒါပေးရအောင်မယ်။ရပါတယ်မပေးနေတော့နဲ့။ကိုကမင်းကိုနောက်တာပါ။ကုညီတယ်လို့သဘောထားလိုက်။မဟုတ်တာအကူကလေ။မင်းပေးမယ်ဆိုရင်တော့ကိုကကိတ်မော့အလကားမကြွေးတော့ဘူးနော်။ဟာအဲ့လိုမလုပ်လို့မရဘူးလေ။အဲ့ဆိုမပေးတော့ဘူးနော်။ဟိဟိ။ဒုမတော်ရင်လေးတွေပေါ်ရရှိပြနေပုံလေးကတော့ချစ်စရာကောင်းတယ်လို့ရှင်းခုံစရာလေးပါ။ တို့မနဲ့တွေ့တိုင်းမှာပြုံးပြောနေတယ်လို့ရင်းနေရခန်းစားချက်တွေကိုဖွင့်ရပြောကြင်လာမိတာမျိုးသိထားပါတယ်။ဒီနေ့မှတစ်ခတ်နေရမမန်တင်ရောက်ကောင်းဝလေးကိုတတနာနာဝေးဆင်ပြီးတော့မိတ်ကန်အနေငယ်လင်းချေကခေါဆက်တော်ရဲ့ကော်ဖီဆောင်ကိုလှမ်းလာခဲ့ပြန်ပါတယ်။ခိုင်းနဲ့မတူဘဲနဲ့တို့မကိုတို့မပို့ပြီးတော့ယုံကြည်မှုရှိနေတယ်လို့ခေါဆက်တော်တို့မလာကိုကြွေစင်းသွားမေကိုကျင်းတီပေါင်မျှော်မှန်းနေပါတယ်။တောင်းမြစ်ဖက်နယ်လေးနဲ့တလန်ချေလှိုင်းနဲ့ကော်ဖီဆိုင်ရှိကိုရောက်လာခဲ့ပါတယ်။ဒါမဲ့ ခိုးဆက်တော့ကော်ဖီဆောင်ပိတ်ထားပါဟော့တော့လက်လာပပဝင်လာတဲ့နေ့ကျမှဆိုင်ပိတ်ထားရတယ်တဲ့တိုးနေဒုက္ခပဲသူမစိတ်ပြက်ပြီးတော့အိမ်ပြန်လာခဲ့ရပါတယ်ခြေလန်းတွေကအရင်လိုပုတ်ပုတ်ပါမဟုတ်ပဲနဲ့လေးလံထုံမိုင်းနေပါတယ်တစ်ခတ်တွေအခန်းနဲ့အောင်ပြီးတော့ဇလန်တွေကြီးကမုံတွေဆိုင်နေအချိန်ဖြုံးနေလိုက်ပါတယ်နေမအိမ်ညမအိမ်ဇလန်တွေကြီးတာမို့မျက်ခွေးနေရတော့ညုံမဲနေပါတယ်မမေကတားမြင်လည်းမရပါဘူး ရက်ရှည်ပရရထားတာမို့အခက်နဲ့ရမထွက်တဲ့ပြောရေမချိုးရလဲတည့်ရမကတော့ပါဘူးကောင်းရပါမယ်လဲမလျှော်အားပါဘူးစပင်းစုပ်ဖွားနဲ့အင်ကြီးဖယိုဖယဲပွက်ပွားင်းနဲ့လမ်းထိပ်ကိုမုံဝင်ဖို့ထွက်ခဲ့ပါတယ်ဟဲ့တစ်ခတ်နွေညီပုံစံလေးလေးလင်းတင်မုံဆိုးမှကြာနေရပဲအပြိုလေးဖြစ်ပြီးတော့ဒီလိုနေစရာလားဟမ်သူမဘာမှပြန်မပြောပဲမိမရဲ့စကားကိုလှင့်လို့ရုပ်ပြီးထီးဟိုကောက်ကပကုံးပေါ်ချစ်ပြီးတော့လမ်းထိပ်ကိုထွက်လာခဲ့ပါတယ် နေပူရာမို့ထိဖွဲ့ဆောင်ပြီးမယ်အလုရှုပ်တဲ့အတွက်လေပကုံးပေါ်မှာပဲချိန်ထားလိုက်ပါတယ်။မေးစင်းနေရဲ့မျက်လုံးအာတင်ဖွင့်နဲ့လက်ဟိုတက်တဲ့ပဲရှောက်လာခဲ့ပါတယ်။တူမမုံထုတ်တီဝဲပြီးတော့ကြွကြွရဲ့တဲ့ထက်ကလက်ခဝဲမှာဆွတ်ထားပါတယ်။ဒီကြားထဲမှာဖက်နှက်ကပြက်သွားအောင်မို့အမိုက်ပုံမှာလွတ်ပစ်ခဲ့ပြီးခြေပြောင်မဲရှောက်လာခဲ့ပါတယ်။တူမပုံစံလုံးဝကိုပြင့်တိပြင်ရွေပုံစံဖြစ်နေပြီးစိတ်ပြန့်ညင်းငွေပဲကောင်းနေပါတယ်။ဟေ့တိခတ်တူမပခုံး အနောက်ကနေခွန်ဆက်သွားလာရောက်ပြီးတော့ပုတ်လိုက်ပါတယ်။သူမမျက်နှာပင်နာထားမှမသိအောင်ရှက်နေပြန်ပါတယ်။သူမပုံစံကိုကြည့်ပြီးတော့စိတ်ပြတ်သွားမလားလဲစိုးရိမ်မိပါတယ်။ပခုံးမွားတီကိုအမြန်ယူပြီးတော့လက်ကဝက်ကကြွကြွအိတ်ကိုလည်းလက်နဲ့ကင်ထားပါတယ်။ရှုပ်ပွားနေတဲ့သပင်ကိုလက်နဲ့တက်ပြီးတော့မျက်လုံးကိုလည်းရုံးကန်ဖွင့်ထားလိုက်ပါတယ်။တကယ်ဘယ်ကနေပြန်လာလဲ။အိုး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 လန့်ထိတ်ကလေအကိုကရောဘယ်လိုလုပ်ဒီကိုရောက်လာလဲ။ခွန်ဆက်တော်ရက်ွက်နဲ့သူမရောရက်ွက်ကအလန့်ဝေးပါတယ်။ ။ဘာလို့ဒီလိုလာလဲဆိုတော့မသိပါဘူး။တူမတွက်ကတော့ကန်ဆိုးမုံမောင်ကြာသွားတာပေါ့။အလှပြန်ထားတဲ့အချိန်မှမတွေ့ဘဲနဲ့ရုပ်ဆိုးပန်ဆိုးဆွဆုပ်ပြပြဝက်ထားတဲ့အချိန်မှလာတွေ့ရမို့။ရှက်လွန်းလို့တည်ကျင်တဲ့ထိပါပဲ။음၊ကိုကအတိတယောက်စီကိုလမ်းကျော်ဝင်တာပါ။ကိုဆက်တော်ပြန်ပြင်းနဲ့တူမရဲ့ခြေောက်ကိုမြင်သွားပါရဲ့။ဟင်တက်ခတ်မင်းဖနှက်မပါဘူးလား။အိုးအိုးအေးအေးဟိုဖနှက်ပြက်သွားလို့လှုပ်ပြစ်လိုက်တာ။ဒါဆိုရင်လေကိုဖနှက်စီးသွားလေ။ ဟာမဟုတ်တာဟိုတိခက်ရဲ့အိမ်ရရောက်တော့မှာပဲအကိုမပေးပါနဲ့ခွန်ဆက်တော့ဘာမှဆက်မပြောတော့ပဲဒူးတစ်ဖက်ထောက်ပြီးထိုင်ချလိုက်ပါရဲ့အဲ့နောက်မှာတော့သူ့ရဲ့ရှူပနက်လေးကိုချုပ်ပြီးသူ့မရဲ့ခြေထောက်မှာစီးပစ်လိုက်ပါရဲ့ရှူပနက်ဂျိုးလေးကိုချင်းနဲ့သူ့မကိုမော့ကြည့်လိုက်ခွန်ဆက်တော်ရဲ့အကြည့်လိုသူ့မမရှောင်ဖေးနိုင်တယ်လို့ယူလောက်တိတိကိုလည်းဆွဲလန်းသွားပါရဲ့သူ့ရဲ့စကားတဲ့သူ့ရဲ့အကြည့်ရရှင်းဖို့စရာပါသူ့မရဲ့နှလုံးသားတစ်စုံကတဖြည်းဖြည်းနဲ့သူ့ပေါ်မှာပို့ပြီးတော့မှရိမ့်ရိုင်လာခဲ့ပါရဲ့ တက်ခန့်တွေတမီလာအောင်ဖေဖေတို့ပြောစရာရှိတယ်။တက်ခန့်တွေဖခင်ရဲ့ခေါ်တန်ကြလဲ။အခန်းကြီးအဆူပါပေါ်မှာဝင်ထမ်းလိုက်ပါရဲ့။ဖေဖေကသူမပုံစံမျက်လုံးထဲမှာအမြင်စူးနေပေမဲ့ပြောရမယ့်စကားတွေကိုရှေ့ဟူတာစကားချလိုက်ပါရဲ့။ဖေဖေနဲ့မမေကတမီရှိရဲ့အတွက်အားလုံးစီစဉ်ထားတယ်။မနေ့ပြန်တမီနဲ့လက်ထပ်ရမယ့်သူကအိမ်ုံလာလိမ့်မယ်နော်။ဟမ်။ဟာတမီလက်မထက်ချင်အောင်နော်။ဟမ်။ဟာဘာဖြစ်လို့အဲ့လောက်ထိကိုငင်းဆန်နေရလဲ။ညီမချစ်သူရှိလို့လား။ မိခင်ကဝင်ပြောခြင်းလည်းဖြစ်ပါတယ်။မရှိပေမဲ့တမိချရမဲ့သူရှိနေပြီ။တမိသူနဲ့ပဲလက်ထပ်မှာ။ဖေဖေတို့ပေးစားတဲ့သူမယူနိုင်ဘူးနော်။အခုခေတ်ကကိုကြိုက်တဲ့သူယူလို့ရခဲ့။မိဘပေးစားခဲ့မဟုတ်တော့တမိမယူနိုင်ဘူး။အမလီလီလီညီလိုပော့ပော့နေပော့ပော့စားတဲ့သူကလက်ထပ်ပေးမှတိမှမရဘူး။ငါတို့ပေးစားတဲ့သူယူကိုယူရမယ်။မေမေတို့အဲ့လိုလောရင်တော့တမိကထွက်ပြေးမှာနော်။ငါတို့လာပြီးတော့ချင်းချောင်းနေနဲ့ညီလက်ထပ်ဖို့တာခေါင်းထဲမှာထည့်ထားဒါပဲ။ မိမယစကားကိုခက်ပြက်ပြက်ပြောပြီးဖခင်ရဲ့လက်မကိုတနည်းအောင်ဆဲခေါ်သွားပါ යි ။သူမကဆိုဖာပေါ်မှာခြေပြက်လက်ပြက်နဲ့မိထိုင်နေခိုးဆက်တော်နဲ့ဝေးရတော့မလား။စိုးထိတ်နေပါ යි ။ရင်ထဲကမိလို့လဲပူလာပါ යි ။စဉ်းစားရလုံလို့ခေါင်းတွေကလည်းပူထူလာပါ යි ။သူမတညလုံးမအိတ်နိုင်ပါဘူး။မနေ့ပြန်မမေတို့ပေးစားရတဲ့သူတွေ့ရင် အပြက်ညင်းမယ်လို့အတင်းထားလိုက်ပါ යි ။တမိရေဒီမှာဧည့်သည်တွေရောက်နေပြီစဉ်းလာတော့လေ။သူမအိမ်မှာနေရင်မဝင်မစားပဲနဲ့မပြင်းမစင်ပဲ ခြေတံဝုံနိုင်ကြအောင်လေကားတက်ကနေဆင်းလာပါတယ်။အဲခဲနဲ့ဝင်လာချိန်မှာတော့သူ့မမျက်လုံးတွေကကြွကြမတက်ပြူးကျေသွားပါတယ်။သူ့မနဲ့လက်ထက်ရမယ်ဆိုရဲသူကခွန်ဆက်တော်ဖြစ်နေမှန်းကိုတကယ်မထင်ထားခဲ့ပါဘူး။သူ့မကြောက်ရွံ့လို့ပဲအေးခဲသွားပါတယ်။ဟဲ့သမီးလာထိုင်လေ။ဟိုယူမယ်မမီ။ဟမ်။လူကြီးရဲ့ရှေ့မှာသူ့မနှုတ်ကတလွဲတွေပြောထွက်သွားပါတယ်။ဒါပေမဲ့အဲ့ဒီရာကိုသူ့မသတိမထားမိပဲနဲ့မျက်ဝန်းတွေကခွန်ဆက်တော်စီကိုရောက်နေပါတယ်။သမီးဘာပြောနေရလဲ။ ဟုတ်ကိုခွန်းဆက်တော့မိမိလက်ထက်မယ်လို့မိခင်ကတော့မနေ့ကအသက်ကုန်ညင်းဆန်ထားခဲ့တဲ့သူကချက်ချင်းလက်ထက်မယ်ဆိုတော့အံ့ဩသွားပါတယ်။တမီတကယ်ပြောနေရလား။အင်းတကယ်။သူမအယူတရလို့ရုတ်ထုလုံးမတုံမလို့စကားပြောနေတာလူကြီးတွေကလန့်နေပါတယ်။ခွန်းဆက်သူကလည်းသူမဖြစ်နေတာကိုကြည့်ပြီးမတက်မတာဖြစ်နေပါတယ်။အဲ့နောက်မှာတော့လူကြီးတွေကိုခွင့်တောင်းပြီးသူမလက်ကိုဆွဲကချန်နေကိုဆင်းလာခဲ့ပါတယ်။အဲ့ဒီချိန်ထိကိုသူမကြောက်ရွံ့လို့ဖြစ်နေတော့မှာ။တိကက်တိကက် သူမောအတန်ကြဲကြဲခေါ်လိုက်တော့မှတတိဝင်လာပါတယ်။ဟင်အအကိုအိုတက်ခတ်ဘာဖြစ်သွားလဲ။မင်းဟာလေဖြစ်လိုက်အထူးဆိုင်ပဲ။မင်းဆဆောကပြောလိုက်တာတွေကိုတတိရသိရဲ့လား။ဟင်အိုအအအဲ့ဒါတက်ခတ်ကကိုကမင်းကိုအတင်းအကျက်ကြီးပဲ။တွန်းအောင်မပေးစီအောင်နော်။မင်းတဘောတူမှလက်ထက်ပွဲကိုစီစဉ်မှာပါ။တဘောတူတယ်။ဟင်သူမနှုတ်ကမဆိုင်မတော်တဘောတူတယ်ဆိုပြီးပြောထွက်လိုက်ပြန်ပါတယ်။ အမှန်ဆိုရင်သူမအင်ဒရီဆက်ရအောင်မယ်မလားအခုတော့သူမတလရီပြောထွက်ခဲ့ပြန်ပြီမင်းတေးကြလို့လားမင်းနဲ့ကိုနေရချစ်ကြတာမဟုတ်ဘူးလေချစ်တယ်ဟမ်အော်ငါပဲဆက်ကလည်းတလရီထွက်သွားပြန်ပြီငါ့ကိုတော့အထင်သေးတော့မှာပဲမင်းကိုချစ်တယ်လို့ပြောလိုက်တာလားဥအာမဟုတ်ပါဘူးဒါဆိုမချစ်ဘူးပေါ့ဟမ်အဲအဲ့လိုလဲမဟုတ်ဘူးလေအဲ့ဆိုဘလို့လဲသူမဖြေရကြက်နေပါ යි ပြောပြသားစကားတွေကများနေတာမို့ဘာဖြစ်ရမှန်းမသိတော့ပါဘူး။အမှန်တိုင်းပြောရရင်တော့ခွန်ဆက်တော်တို့မှချက်နေပါရဲ့။အကိုကရောဟိုတစ်ခတ်နဲ့လက်ထက်ရမှန်းမှန်းကိုကြိုသိထားခဲ့ရလား။อืมကိုလည်းမနေရမှသိခဲ့တာပါ။ကိုကတော့ကိုချစ်တဲ့ကောင်မလေးနဲ့ပဲလက်ထက်ချင်တာ။ဘဝကိုပျော်ရွှင်စွာနဲ့ဖြတ်သန်းချင်တာ။အနာဂတ်ကိုသူ့နဲ့ပဲအချိန်ဖြုန်းချင်တာ။အဲ့ဒါကြောင့်ကိုကဒီလက်ထက်ပွဲကိုမငင်းဆန်ခဲ့ဘူးလေ။ဟင်?ဒါဒါဆိုကိုကိုကဟုတ်တယ် ကိုမင်းကိုချစ်တယ်။မင်းရောကို့ကိုချစ်လား။ကိုနဲ့ဘဝတကူကိုမတိဆောက်ချင်ဘူးလား။ကိုနဲ့လက်ထက်ဖို့ညင်းပယ်အောင်မလို့လား။ဟီးဘလို့လုံးညင်းရမှာလဲ။ဟိုတစ်ခတ်ကိုချစ်တဲ့တစ်ခတ်ရဲ့အချစ်ဆုံးအမျိုးသားလေးကိုလက်ထက်မှာပေါ့။ပြီးတော့ဘဝတကူလုံးဒီလူသားလက်ထက်ကိုပုံအပ်ထားလိုက်တော့မင်း။အဆုံးထိတော့ကိုကတောင်းရင်ယူရမယ်နော်။စိတ်ချကိုကမင်းတွေ့ဆိုရင်အဆုံးစွန်တီကိုအချစ်တွေနဲ့ရစ်ပတ်ပြီးတော့မှရှင်းတန်သွားမှာကိုကိုသာယုံကြည်ပြီနော် ခွန်ဆက်တော်ရဲ့ပကုံးလေးပေါ်လက်ကလေးနဲ့ဖိကမ်းပြီးခြေပြားလေးထောက်ပြီးတော့မှနှကန်းလေးကိုအမျက်တနိုးနမ်းလိုက်ပါ යි ။သူမရဲ့အပြုံးတွေကြောင့်ခွန်ဆက်တော်ပြုံးပျော်စေပါ යි ။သူမကသူ့ဘဝအတွက်ကတော့ထာဝရပျော်ရွှင်ပွဲရလေးပါ။ကဲပရိသတ်ကြီးဇလန်းလေးကအာဇလန်းလေးကတူတော့တူတယ်ပေါ့နော်။ဒါပေမဲ့ချစ်စရာကောင်းတဲ့ဇလန်းပုံစံလေးမလို့ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်တာဖြစ်ပါ යි ။အဲ့တော့နားဆင်ပြီးတော့အားပေးကြရဲပရိသတ်များအားလုံးပဲဇလန်းလေးကိုနားဆင်ပြီးတော့မှကြည်နိုးပျော်ရွှင်တဲ့ အချိန်လေးကိုရရှိပိုင်ဆိုင်နေပါစေလို့ဆုံးဝဆုတောင်းပေးပါတယ်